တိမင်းစောင့်နေတဲ့ထောင်သားတယောက်ရဲ့နောက်ဆုံးရေးတဲ့စာဆန်ရမယ်နေ့ကိုစောင့်နေတဲ့ထောင်သားတယောက်ကနောက်ဆုံးဆန္ဒအနေနဲ့ဘောပင်ချောင်းနဲ့စာရဲတွေ့ကိုထောင်ဆောင်စီကသူတောင်းနဲ့မိနစ်အနည်းငယ်ကြာရေးပြီးတဲ့နောက်သူကထောင်ဆောင်ကိုခေါ်ပြီးသူ့မိရဲ့လက်ထက်ကိုဒီစာပို့ပေးဖို့နောက်ဆုံးဆန္ဒအနေနဲ့သူတောင်းဆိုခဲ့တယ် ။စာထဲမှာရေးထားတာကဘာလဲဆိုတော့အမေတကယ်လို့များဒီကဘာကြီးမှာတရားမျှတမှုများပို့ပြီးရှိခဲ့မယ်ဆိုရင်ကျွန်တော်တအူးတည်းမဟုတ်ပဲအမေနဲ့ကျွန်တော်နှစ်ယောက်လုံးတည်တန်းကြလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဘဝဒီလိုဖြစ်လာတာဟာအမေမှလည်းအပြစ်မကင်းဘူး။အမေပြန်သတိရပါကျွန်တော်ငယ်ကစပိန်နစီခိုးလာခဲ့တုန်းကအဖေမတွေ့ရအောင်အဲ့ဒီစပိန်ကိုဥဟုတ်ဖို့အမေကျွန်တော်ကိုကူညီခဲ့တယ်လေ အိမ်နီးချင်းတယောက်ရဲ့လက်ကပ်အိမ်ထဲရငွေကိုကျွန်တော်ခိုးယူခဲ့တုန်းကရောအမေမမီရဲ့လားအပစံကိုအမေကျွန်တော်နဲ့အတူဈေးတန်းကိုသွားပြီးသုံးခဲ့ကြတယ်လေအဖေနဲ့ကျွန်တော်စကားများကြပြီးအဖေအိမ်ကထွက်သွားတုန်းကရောအမေမမီရဲ့လားကျောင်းဝဆောင်မွေးဘွဲကြီးရဲ့ရလက်တွေကိုကျွန်တော်ခိုးယူခဲ့ပြီးနောက်ကျောင်းဝထုတ်ခံခဲ့ရတာကိုအဖေကအမှားကြောင့်ပြချင်ခဲ့ရုံမှာ အမေကျွန်တော်ကခလေးတယောက်ပါကျွန်တော်ဟာလမ်းမကိုပြသပေးဖို့စက်မှတ်ပေးဖို့လိုအပ်နေတဲ့ခလေးတယောက်ပါအလိုနဲ့အကြိုက်ဆောင်မိတာလိုအပ်တဲ့ခလေးတယောက်မဟုတ်ဘူးအမေဒါပေမဲ့အမေကိုကျွန်တော်ခွင့်လွှတ်ပါတယ်ကျွန်တော်ဒီဆောက်ကိုကဘာအနှံ့နှံ့ကမိဘတွေထံရောက်သွားစေခြင်းနဲ့ဒီအတွက်ကြောင့်ပါပညာရေးဟာလူကောင်းလူဆိုခွဲခြားပေးနိုင်တဲ့အရာဖြစ်ကြောင်းသူတို့ကိုသိစေခြင်းနဲ့ကျေးဇူးတင်ပါတယ်အမေကျွန်တော်ကိုအသက်ပေးခဲ့ပြီးအသက်ဆုံးရအောင်လဲကူညီပေးခဲ့တဲ့အတွက်အမေကိုကျွန်တော်ကျေးဇူးတင်ပါတယ်